ဒီနေ့ကတော့လေဒီအခြေခံသင်ခန်းစာတွေကနေပြီးတော့ဒီမှာနံပါတ်7 level အတော့ပါလိပ်ပြာလက်အင်ဂျီဆိုတော့ဒီအင်ဂျီလို့ pattern ဆွဲမယ်ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်စာမျက်နှာတရား၃မှာဒီအင်ဂျီပုံလေးရေဒီမှာဆိုဒါဆိုရင်နမူနာကိုတိုင်းပေါ့နော်ဒီဥစ္စာက pattern ဆွဲလို့ရှိရင်ထည့်ဆွဲမယ်ကိုတိုင်းပေါ့အဲ့တော့ဒီမှာကိုတိုင်းလေးပါမယ်ဒီနောက်ထပ်နောက်ချမ်းဆွဲနီနောက်ချမ်းဆွဲနီစာမျက်နှာ105မှာနောက်ချမ်းဆွဲနီအစစ်စစ်ဒီအတိုင်းပဲအမဒီမှာပက်တန်ဆွဲမယ် တော့ဒီမှာဆိုလို့ရှိရင်ပထမဆုံးနံပါတ်1တင်မြင်ဆယ်လက်မလေးစိတ်ဆွဲပါတဲ့ဒါမှဆိုရင်တင်ပတ်လေကဆယ်လက်မလေးစိတ်အဲတော့တင်မြင်ဆယ်လက်မလေးစိတ်ဆွဲမယ်ပြင်းပြဆဲတဲ့ခါကြရတယ်မအားလို့ဒီပတန်ရဲ့ဒီထိတ်ကနေပြီးတော့ဆာပြီးတော့ဒီကနေအတွင်းထဲကိုဆဲမယ်နော်တင်းမြင်ကဆဲလက်မလေးစိတ် အဲ့တော့ဒီထိတ်ကနေပြီးတော့ဒီမှာဆယ်လက်မ၄စိမ့်မှတ်မယ်နောက်ထပ်နံပါတ်2ကကြတော့ခါးရှည်မြင်း24 24လက်မဆွဲပါခါးရှည်မြင်းခါးရှည်မြင်းဆိုရင်လည်းအဲ့လိုပဲဒီဘက်အောက်ထိတ်ကနေပြီးတော့ဒီအပေါ်ဘက်ကို24လက်မဆွဲမယ် 24လက်မဆွဲပြီးသွားလို့ရှိရင်နံပါတ်3ကကျတော့ပခုံးမြင်း9လက်မ၄စိတ်ဆွဲပါတဲ့အတူတိုင်းပဲပခုံးမြင်း9လက်မ၄စိတ်ဆွဲမယ်ပခုံးမြင်းဆွဲလို့ရှိရင်လေမြင်းဆောင်ခွက်မှာဆိုလို့ဒီအောက်ခြေကနေပြီးတော့အပေါ်ခါးရှည်မြင်း24လက်မအတိုင်းရှိမရှိပြန်တိုင်းမယ် ါဆိုလို့ရှိရင်အခုပခုံးမြင်း9လက်မ၄စိတ်ဆွဲမယ်ပခုံးမြင်းဆက်ပြီးသွားလို့ရှိရင်လေနံပါတ်၄ပခုံးမြင်းမှလက်ပါအင်ကြီးဖြစ်သည့်အတွက်၆စိတ်ချပါ။ဒါဆိုလို့ရှိရင်ဒီပခုံးမြင်းအစုံကနေပြီးတော့လက်ပါအင်ကြီးဖြစ်လို့အမားတို့ဒီမှာ၆စိတ်ချမယ်။အဲ့ဒါဒီတင်မြင်းဆွဲတာကဒါနံပါတ်၁ခါးရှည်မြင်းကကြတော့နံပါတ်၂ ပခုံးမြင့်ရနံပါတ်3ပြီးလို့ရှိရင်နံပါတ်4ရကြတော့ပခုံးချတာနံပါတ်4ပခုံးချပြီးသွားလို့ရှိရင်နံပါတ်5လေဘင်းဖောက်ရံအတွက်လေဘင်းဘေးအကျဉ်းနှစ်လက်မ30စိမှတ်ပါတယ်အော်လေဘင်းဘေးအကျဉ်းနှစ်လက်မ30စိဒီထိပ်ကနေပြီးတော့အတွင်းထဲကိုနှစ်လက်မ30စိမှတ်မယ်မှတ်ပြီးသွားလို့ရှိရင်ဒီပခုံးချထားတဲ့အမှတ်နဲ့ဆက်မယ် ဆက်ပါနောက်ချမ်းအကြသည်လုံးကိုချုပ်မိဖြစ်သည့်အတွက်6စိတ်ချပါအဲ့တော့လုံးကိုချုပ်မဲ့လေပဲဆိုလို့ရှင် နောက်ချမ်းလေပဲဒီထိတ်ကနေအောက်ကို6စိတ်ပဲချမယ်ပြီးလို့ရှင်လေပဲဝိုင်းမယ် လဲပင်ဝိုက်ပြီးတော့လို့ရှိရင်နံပါတ်6ဂျိုင်းမြင်းဆွဲရင်ဂျိုင်းမြင်းနဲ့ရင်မြင်းကိုစုံမှတ်ရှာပါဂျိုင်းမြင်းကိုရှစ်လက်မတစိမ့်ဆွဲပါဂျိုင်းမြင်းနဲ့ရင်မြင်းကိုစုံမှတ်ရှာမယ်ဆိုရင်အမားတို့ကရင်ပက်လေဘလောက်နဲ့ဆွဲမှလဲဆိုရင်က6လက်မ5စိမ့်အဲ့တော့ဂျိုင်းရ၈လက်မတစ်စိမ့်ဆိုတော့ဒီနေရာဒီအောက်ဒီအောက်တိုင်းလိုက်၈လက်မတစ်စိမ့်နေရာနေပြီးတော့ရင်က၉လက်မနဲ့၅စိမ့် အဲ့တော့ဒီအမှတ်နေရာကနေဒီဘက်ကနေပြီးတော့ကိုလက်မ၅စိတ်ကိုကိုလက်မ၅စိတ်ကိုနှက်လိုက်မယ်အဲ့တော့ပြီးလို့ရှိရင်ဒီဒီကနေပြီးဒီမှတ်ထားတဲ့အမှတ်နေအမှတ်နေဒီလိုရှစ်လက်မ၅စိတ်ဖြစ်အောင်တိုင်းလိုက်ရှစ်လက်မ၃စိတ်ဖြစ်အောင်တိုင်းမယ် တော့လေဒီဒီကနေပြီးတော့အခုရင်အတိုင်းကိုလက်မ50ဆွဲထားတဲ့ဟာကိုကျွန်တော်မြင်းလေးဆွဲလိုက်ပြီးဥစားအဲ့တော့အမတို့ကစုံမတ်ရှာဖို့အတွက်ကိုဒီကနေပြီးတော့ဒီမှာဒါကိုလက်မ50အမှတ်မှတ်ထားတဲ့အမှတ်ပေါ့နော်အဲ့ဒါကိုဒီလိုမြင်းလေးဆွဲလိုက်တယ်ပြီးလို့ရှိရင်သူ့ကိုဒီလိုဒေါင်းလိုက်မြင်းလေးကိုထဲတန်လေးနဲ့ပဲ ဆွဲထားလိုက်တယ်ပေါ့နော်ဆွဲပြီးတော့လို့ရှိရင်အမတို့ဒီကနေပခုံးကနေပြီးတော့ဂျိုင်းမြန်ရှစ်လက်မနဲ့တစ်စိမ့်အဲ့တော့ဒီပခုံးကနေပြီးတော့အဲ့ဒီခုနဆွဲထားတာထောက်လိုက်ပြီးတော့ရှစ်လက်မတစ်စိမ့်မှတ်မယ်ဒီနေရာပေါ့နော်ဒါဆိုရင်ဒါရှစ်လက်မတစ်စိမ့်ဒီကနေပြီးတိုင်းထားရှစ်လက်မတစ်စိမ့်ဒါဆိုလို့ရှိရင်ခြိုင်းမြင်ပါတော့ ဒါဆိုရင်နံပါတ်6ဂျိုင်းမြင့်ဆွဲရင်ဂျိုင်းမြင့်နဲ့ရင်မြင့်ကိုစုံမတ်ရှာပြီးသွားပြီပြီးလို့ရှိရင်ဂျိုင်းမြင့်ရှစ်လက်မှတစ်စိတ်ဆွဲတယ်ပေါ့ဒါနံပါတ်6ဖြစ်သွားမယ်ဒါလေမြင့်ဖောက်တာဒါနံပါတ်5အဲ့နံပါတ်9နံပါတ်9ကျတော့ခါမြင့်ဆွဲရံအတွက်ခါအကြမှတ်ပါတဲ့အမတို့ခါအကြအကြတော့ဒီမှာ15လက်မှအဲ့တော့ခါအကြမှတ်မယ်ဆိုလို့ရှင်ဒီလေဘင်းထိတ်ကနေအောက်ကို15လက်မှမှတ်မယ်15လက်မှမှတ်ပြီးတော့လို့ရှင် ခါမြင်ကိုလက်မတစိမ့်ဒီဘက်ထိတ်ကဒီဘက်ဘေးကနေပြီးတော့ပဲအမတို့ကိုလက်မတစိမ့်ဆွဲမယ်ကိုလက်မတစိမ့်ဆွဲမယ်ဒါဆိုရင်ဒါခါမြင်ကိုလက်မတစိမ့်ဒါနံပါတ်9ဒီနံပါတ်၈ကြတော့ဂျိုင်းမြင်းနဲ့ခါမြင်းကိုဆက်ပါတင်မြင်းနဲ့ဆက်ပါတဲ့အဲ့တော့ဒီဂျိုင်းမြင်းအစုံနဲ့အခုနခါမြင်းကိုဆက်မယ်ဒီရင်နောက်ထပ်တင်မြင်းနဲ့ဆက်လိုက်မယ် ါဆိုလို့ရှိရင်နံပါတ်8နံပါတ်8ပြီးသွားတယ်နံပါတ်8ပြီးသွားလို့ရှိရင်လေအမတို့ကဒါဆိုလို့ရှိရင်နံပါတ်ကိုတင်မြင်ဆယ်လက်မ၄စိတ်ကိုတဝက်ဝက်ပြီးတလက်မတက်ပြီး၂စိတ်ဝိုက်ပါတဲ့အဲ့တော့တင်မြင်ဒီဆယ်လက်မ၄စိတ်ကိုအမတို့တဝက်ဝက်မယ်ငါးလက်မနဲ့၂စိတ်ဒီဒီမှာကကြတော့ဒီအောက်ထိပ်ကနေအပေါ်ကိုဒါတလက်မတက်တယ်ပြီးလို့ရှိရင်ပေကွင်းနဲ့ဝိုင်းမယ် ါဆိုလို့ရှိရင်ဒါနံပါတ်9နံပါတ်9ပြီးသွားလို့ရှိရင်လေနံပါတ်10ခြိုင်းမြင်းနဲ့ခါမြင်းဆက်ထားတော့မြင်းကိုတဝက်ဝက်ပြီးတဝက်မှာနှစ်စိတ်ဝိုက်ပါအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီခါဒီခြိုင်းရဲ့ဒီခြိုင်းရဲ့ခါနဲ့ဆက်ထားတဲ့မြင်းကိုတဝက်ဝက်ပြီးတော့နှစ်စိတ်ဝိုက်မယ်6ခွဲဆိုတော့3နှစ်စိတ်ဒီအတွင်းထဲကိုနှစ်စိတ်ဝင်မယ် আর ঢালিও বেগুলি নেওয়ার নেই số lượng hiện đại là mấy cái xe vi đại, cái xe vi đại là hiện đại, sáu cái chạy hoa hiện chạy miếng ngựa đông mông bông mà, nào xong được bông mà cho chạy miếng xe ba, thua miếng bò rồi nào cho chạy mà ba, rồi thì chạy miếng ngựa chạy hoa phù rồi đông mông bông mấy. xem làm mà, thật sự xem làm mà thật cũng đông mông bông mấy. လေးအမားတို့ကသုံးပုံပုံမယ်ဆိုတော့လေပြန်ပြပဲရှစ်လက်မတစ်စိတ်ကိုသုံးနဲ့စားမယ်3 4 6 2 21 21ဆိုတော့3 4 21အဲ့တော့အမားတို့ကပြန်ပြအနေနဲ့ဒါနှစ်လက်မနဲ့9စိတ်ကိုခြိုင်းဝိုင်မယ်အဲ့တော့လေဒီအောက်ကနေပြီးတော့ဒီအောက်ကနေပြီးတော့ဒီအပေါ်ကိုနှစ်လက်မနဲ့9စိတ်မှတ်လိုက်မယ်ဒီဒီမြေကနေပြီးတော့အတွင်းထဲကိုကြောကြဲမြင်းဆိုပြီးဆွဲလိုက်မယ် ကြောကျဲမြင်ဆဲပြီးသွားရင်လေဈာဝိုက်ဖို့အတွက်ပခုံးမြင့်အတိုင်းပဲဒီကြောကျဲမှာမှတ်မယ်။ပခုံးမြင့်က9လက်မ၄စိမ့်ဆိုတော့ကြောကျဲမြင့်ပေါ်မှာမအားလို့9လက်မ၄စိမ့်မှတ်မယ်။ပြီးလို့ရှိရင်ဈာဝိုက်မယ်။ ဒါဆိုလို့ရှိရင်ဒီမှာနံပါတ်7ဂျိုင်းဝိုင်ရင်ဂျိုင်းမြင့်သုံးပုံမှာနောက်ဆုံးတစ်ပုံမှာကြောကျယ်မြင့်ဆွဲပါဆိုရင်ဒီနံပါတ်7နဲ့7ကိုဒီမှာဒါဂျိုင်းဝိုင်တဲ့ဟာပြီးသွားတယ်ဗောနော်ဒါ7နဲ့7အဲ့ဒါဆိုလို့ရှိရင်ဒီမှာနောက်ချမ်းပတ်တန်ဆွဲတာပြီးသွားပြီနောက်ချမ်းပတ်တန်ဆွဲတာပြီးဆိုတော့ဒီအင်ဂျီရကြတော့လေခေါင်းစုပ်အင်ဂျီဖြစ်လို့အမတို့ကဒီမှာထောင်းမထည့်တော့ဘူးမထည့်ဘူးဆိုတော့အခုဒီဆွဲထားတဲ့အတိုင်းပဲဒါပက်တန်ကိုညှက်ထုတ်လိုက်မယ်ညှက်ထုတ်ပြီးလို့ရှိရင်အမတို့ကရှေ့ချမ်းဆက်ဆွဲမယ် အခုဒါဆိုလို့ရှိရင်လေအမားတို့ကဒီမှာဆိုရင်ဒါနောက်ချမ်းပတန်ကိုဒါညှက်ထုတ်လိုက်တယ်နောက်ချမ်းမှာတောင်းမထည့်တာပေါ့နော်ဒါနောက်ချမ်းပတန်ညှက်ထုတ်လိုက်တယ်ပြီးလို့ရှိရင်မာလူစာမျက်နှာ106မှာရှေ့ချမ်းပတန်ဒီမှာဆိုရင်ရှေ့ချမ်းပတန်ဆွဲနေအစင်စင်ပေါ့နော်အဲ့ဒီမှာရေးထားတဲ့အတိုင်းမာလူရှေ့ချမ်းပတန်ဆွဲမယ်ဒါမဲ့လေဒီမှာဒီမှာတစ်ခုပြင်မှာလေအမားတို့ကလေ ready made ခေါင်းစုပ်အင်ကြီးဖြစ်တဲ့အကြောင်းလေဘေးရချုပ်စာကိုမာလူလေးစိတ်ပဲချုပ်မယ်ပြီးလို့ရှိရင်ဒီအရှိမလေးပိုက်စာတလက်မဆွေဆိုတဲ့ဥစ္စာကိုအရှိမပိုက်စာမဆွေတော့ဒီချက်ဖြုတ်လိုက်မယ် ပြင်နောက်ချမ်းအတိုင်းထပ်ဆွဲပါတဲ့အဲ့တော့လေအမတို့ရှေ့ချမ်းမှာဂျိုင်းဝိုက်ဖို့အတွက်လေအခုဒီခုနကတော့နောက်ချမ်းမှာဒီမှာညက်တော့ဒီဂျိုင်းဝိုက်တဲ့နေရာလေးကိုတိုင်းခဲ့ရမှာပေါ့နော်အဲ့တော့ဒီဂျိုင်းဝိုက်တဲ့နေရာကိုဒါဆိုလို့ရှိရင်တလမနဲ့20စိတ်အဲ့တော့ဒါနောက်ချမ်းဂျိုင်းဝိုက်တာတလမ20စိတ်အဲ့ဒါလေးကိုတိုင်းခဲ့မယ်ပြီးလို့ရှိရင်ရှေ့ချမ်းပတ်တန်းဆင်းမယ် ေ့တက်မှာကြတော့ခေါင်းစွပ်အရေးဖြစ်တဲ့ကြာမတို့ဒီဘက်ချုံစာရှော့မှာဆိုတော့လေရှေ့မှာဗိုက်စာမဆွေတော့ဘူးဒီဘက်ကနေပြီးတော့ဒါကိုအတိပဲယူလိုက်မယ်ရှေ့ချမ်းပတ်တန်တင်လိုက်တယ်ပြီးလို့ရှင်ရှေ့ချမ်းအနောက်ချမ်းပတ်တန်တင်လိုက်တယ်နောက်ချမ်းအတိုင်းထပ်ဆွဲမယ် နောက်ချမ်းတော့ခြိုင်းဝဲတဲ့နေရာလေးမှတ်ခဲ့ရပါတော့။ဒါဆိုလို့ရှိရင်ဒါကိုဆွဲပြီးသွားပြီ။ဒါဆိုရင်နောက်ချမ်းတိုင်းထပ်ဆွဲပြီးသွားပြီပေါ့နော်။ဆွဲပြီးသွားလို့ရှိရင်မအားလို့နံပါတ်3ရှေ့ချမ်းအတွက်ပခုံးကို6စိတ်ချ4စိတ်ဝင်မယ်။ ရှေ့ကျန်ဆိုင်ကိုထွက်ဝိုက်ရမည်ဂျိုင်းဝိုင်းဒီတိုင်းဝိုက်ပါအဲတော့ရှေ့ကျန်မှာဆိုလို့ရှိရင်အခေါ်ကို6စိတ်ချ၄စိတ်ဝင်မယ်ထိတ်ကနေပြီးတော့အောက်ကို6စိတ်ချမယ်အတွင်းထဲကို၄စိတ်ဝင်မယ်ဒါရှင်ဒီမှာဆိုရင်ဒါပခုံးနည်းပြန်ဆွဲမယ်။ခြိုင်းဝိုင်မယ်။ အာနောက်ချမ်းတော့ဝိုက်ခဲ့တဲ့ဂျိုင်းပေါ့နော်အဲ့တော့လေဂျိုင်းဝိုက်နေရလေစောက်မှရေးပေးထားတယ်အခုမတို့နောက်ချမ်းမှာကြာတော့တလမ20စိတ်ဝိုက်ခဲ့ရပေါ့နော်အဲ့တော့ဒီမှာနောက်ချမ်းဂျိုင်းကတလမ20စိတ်ဖြစ်လျင်ရှေ့ချမ်းဂျိုင်းကိုတလမ20စိတ်ဝိုက်ပါနော်အဲ့တိုင်းပဲရှေ့ချမ်းကိုလည်းတလမ20စိတ်ဝိုက်မယ်အဲ့ဒါရင်ဒီထိတ်ကနေအတွင်းထဲကိုတလမ20ဝင်မယ် ချိုင်းဝိုက်မယ်ဒါဆိုလို့ရှိရင်မမတို့ဒီမှာရှေ့ချင်းချိုင်းဝိုက်ပြီးသွားပြီဝိုက်ပြီးသွားလို့ရှိရင်ဒီမမတို့လေပင်းထောက်မယ် လေပင်ဖောက်မယ်ဆိုတော့လေလေပင်ပေးကြော်လေသုံးလက်မှယူမယ်ဒါတော့ပုံမှန်လေပင်ပေါ့နော်လေပင်ပေးကြော်သုံးလက်မှယူမယ်ပြီးရင်လေပင်ရှိကြသူက V shape ဆိုတော့လေပင်ရှိကြကိုလေပင်ရှိကြကိုခုနလက်မှ၄စိတ်ယူမယ်ပေါ့နော်အဲဆိုရင်စောက်ထဲမှာကလေပင်ရှိကြကိုခုနလက်မှဖောက်ထားရပါတော့အဲခုနလက်မှဖောက်လိုက်ရခုနလက်မှ၄စိတ်ဖောက်လိုက်ရရပါတော့ အဲ့တော့အခုအမတို့ဘေးကျဲကိုဘေးကျဲကိုဒီမှာတော့သုံးလက်မ၄စိတ်ပေါ့နော်အဲ့တော့သုံးလက်မ၄စိတ်ယူလဲရတယ်အဲ့တော့ဒီမှာအမကတော့ဒီပတ်တက်မှာဘေးကျဲကိုသုံးလက်မပဲယူလိုက်မယ်ပြီးရင်ရှေ့ကျဲကို9လက်မ၄စိတ်ယူလိုက်မယ်ပေါ့နော်အဲ့တော့ဒီကနေပြီးတော့ရှေ့ကျဲကို9လက်မ၄စိတ်မှတ်မယ်9လက်မ၄စိတ်မှတ်မယ်ပြီးလို့ရှိရင် level 1 level ဝိုက်လို့ရှိရင်လေ v shape level ဆိုပေမဲ့လေဒီလို မြင်းဆွဲပြီးလို့ရှိရင်တစ်ဘက်ကနေနှစ်စိတ်လောက်နှစ်စိတ်လောက်ဝိုက်ပေးမယ်ပေါ့နော် ီမှာဗောနော်ဒီဘက်မှာပက်တက်မှာလို့ဆိုလို့လဲရေးပေးထားတယ်ဗောနော်ဒီမှာလေပင်ကို3ဒီမှာ3ခွဲဗောနော်စောက်ထဲမှာ3ခွဲရေးထား3ခွဲပြီးရင်ရှေ့ကြခုနှစ်မြင်းဆွဲတယ်ပြီးရင်ဒီတစ်ဝက်ကနေ2စိတ်ဝိုက်တယ်ဗောနော်အဲ့တော့ဒီဒီဘက်မှာပက်တန်ဆွဲပေးထားတယ်ဗောနော်အခုဒါဆိုရင်အမတို့ကဒါရှေ့ကျပက်တန်ဆွဲပြီးသွားပြီဗောနော်အဲ့တော့ခေါင်းဆိုအင်ကြီးဖြစ်တဲ့ကြောင့်အမတို့ရှေ့မှာလည်းထားမထည့်ဘူးနောက်မှာလည်းထားမထည့်ဘူးဗောနော်အဲ့တော့အခုအမဆွဲပြီးသွားတယ်ဒီရှေ့ကျန်ကိုညှက်ထုတ်လိုက်လို့ရမယ် ရှေ့ကျန်းညက်ပြီးသွားလို့ရှင်လေအမားတို့ကဒီမှာဒါဆိုရင်ဒီစာမျက်နှာတရားရှိမှဆိုရင်ရှေ့ကျန်းရင်ပဲအတွန့်ယူတာနဲ့လက်ယူတာနဲ့ပေါ့နော်ဒါလေးရေးပေးထားတယ်အခုအရင်ဆုံးမားတို့ရှေ့ကျန်းဘက်တန်ကိုညက်ထုံမယ်ဒါဆိုလို့ရှင်ဒီမှာအမားတို့ကဒီနောက်ချန်နဲ့ရှေ့ကျန်းဘက်တန်ညက်ပြီးသွားပြီပေါ့နော် ညက်ပြီးသွားလို့ရှိရင်လေအမတို့ဒီမှာသခုံးကြီးသခုံးကြီးလိုက်လို့ရတယ်ပေါ့နော်အဲ့တော့သခုံးကြီးမယ်ဆိုလို့ရှိရင်ဒီမှာခေါင်းချင်းဆိုင်လိုက်တဲ့ pattern တစ်ခုကိုဆိုင်ပြီးလို့ရှိရင်ဂျိုင်းရဂျိုင်းပဲလေပင်ရလေပင်ပဲပေါ့နော်အဲ့တော့ဒီမှာပခုံးပေါ့နော်ဒီပခုံးချိုင်းဘက်ကပခုံးထားအောင်အညီထားမယ်ပြီးရင်လေပင်မှာပို့နေတာကိုမှတ်မယ်မှတ်ပြီးသွားလို့ရှိရင်နောက်ချောင်းကိုလေးစိတ်ထက်ချမယ် ါဆိုလို့ရှိရင်ဒီပထုံးထိထားတာကိုဒါကိုညှက်ထုတ်မယ်အဲ့တော့လေပက်တန်ဆွဲပြီးရင်ရှေ့ချမ်းနောက်ချမ်းတော့ပခုံးကြည့်ရတာပေါ့နော်အခုဒါဒါဆိုလို့ရှိရင်ချုပ်တဲ့ခါကျတော့ရှင်မတို့ဒီပခုံးမညီဘူးလို့အဲ့ဒါမဖြစ်တော့ဘူးပေါ့နော်ဒီအစင်ကမေးလို့မရဘူးဒီကပခုံးညီသွားလို့ရှင်ဒါချုပ်တဲ့ခါကျလို့ရှင်အစင်ပြေးသွားမှာပေါ့နော်ဒါဆိုရင်ရှေ့နောက်ပက်တန်ညှက်ပြီးသွားပြီပေါ့နော်